တတန်းရှင်တွေအတွက်မာဂီတာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးထားတာမို့တတန်းရှင်များအားလုံးနဲ့အတူတူနားဆင်ကြပါနော်။ ောတာရှင်များမင်္ဂလာပါရှင်။မြမရွေးရယဉ်ကျေးမှုတွေကိုချစ်ခင်မြနှိုးကြတဲ့တောတာရှင်တွေအတွက်မြမတို့ရဲ့တေးအစမဟာဂီတအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့ရွေးရဂီတမဟာဂီတသချင်းကြီးများနဲ့ပတ်သက်ပြီးသာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနအမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်ဂီတပညာဌာနကကတိကဒေါ်ခိုင်စင်ရွှေနဲ့တွေ့ဆုံပေးဖို့အစီအစဉ်ထားပါတယ်။ဆရာမမင်္ဂလာပါရှင်။မင်္ဂလာပါမ။ ဟုတ်ကဲ့မြမအတန်ကိုနားဆင်နေကြတဲ့သောတာရှင်တွေကိုနှုတ်ခွန်းဆက်စကားပြောပြပါလားရှင်မြမတန်နားဆင်နေကြတယ်မာဂီတအစီအစဉ်ကိုနားသောတာဆင်နေကြတယ်သောတာရှင်ပေါင်းသိချမ်းသာခြင်းသူချမ်းသာခြင်းကိုပြည့်စုံပါစေလို့နှုတ်ဆက်တာပါတယ်မယ်ဒီကနေ့အစီအစဉ်ကမြမတို့ရဲ့ဒေအစမဟာဂီတဆိုတဲ့အစီအစဉ်ပါရှင်ဒါကြောင့်မို့မဟာဂီတတချင်းကြီးတွေနဲ့စတင်ရင်းနှီးခဲ့တဲ့အကြောင်းလေးရစပြီးပြောပြပေးပါလားရှင်ဒီနေ့ပေါ်ပြောရမယ်ဆိုရင်မယ်တချင်းဆိုတဲ့ သင်ရနေစားမှာပေါ့လေဟုတ်ကဲ့ပါမှာ၁၀နှစ်တမီလောက်ကနေပြီးတော့သင်ချပြီးဆိုရတယ်ပေါ့အဲဆိုတဲ့အချိန်မှာဘာသင်နေလဲလို့မခွဲခြားတတ်ခင်အချိန်နဲ့ကဒီမှာရပ်သူဖြစ်နေတာကိုကိုကိုသိဖို့ပေါ့လေဟုတ်ကဲ့ပါညီမလေးမသိဘူးပေါ့ဒါပေမဲ့ညီမမာကမျိုးရိုးမရှိဘူးပေါ့မယ်အဲ့ဒါလေးပြောရရင်ဟုတ်ကဲ့ပါမိဘတွေကဝါသနာပါတယ်အဖေကကျမကိုမဟာကျက်ဆောက်ကြီးဝယ်လာပေးတယ် အဆောက်ပြေးလိုက်တဲ့အချိန်မှာဒါပါလဲလို့ကျမမသိဘူးပေါ့နော်ဟုတ်ကဲ့ပါဘာလို့တက်စာဦးဆိုတော့ကျမတွေ့တယ်ဒီအရှင်းကိုကြည့်လိုက်တဲ့အခါမှာဩဒါလေးတွေကငါတွေ့ဘူးလေဒါလေးတွေကငါစုပ်ဘူးလေပေါ့နော်ဟောဒါမဟာကြီးတက်စာဦးပေါ့ဘလောက်ရှိရှိလဲနောက်1993ကျတော့အခြေခံပညာကျောင်းပေါင်းဆိုဖိုကာတီပြောင်းသွားမှာမဟာကြီးတက်ပြင်းနေပြောင်းမှုတော့သတ်မှတ်တယ်လေဟုတ်ကဲ့ပါအဲ့ဒီမှာ ဆိုဖို့ကြောင်းကရေးရပေါ့ပြန်မှုအတွက်အရာဝီတိုင်းရတယ်ဟုတ်ကဲ့ဒီကမှာညီမအေရီတိုင်းမှာရေးခံရတယ်အဲ့ဒီမှာစပြီးညီမပြန်ရတဲ့တခင်ကမဟာရီတပ်ပေါ်မှာရယ်ဟုတ်ကဲ့ပါကနာတော်ချီဆိုရူရီယာဆိုအဲ့ဒီချင်းရယ်စပြီးညီမမဟာရီတန်းနဲ့စပြီးတော့ဖြစ်ပြခဲ့ရပေါ့ဟုတ်ကဲ့ပါဆီယာမရဲ့လက်ဦးဆီယာတွေကိုလည်းသိပြရစီရှင်ဟောညီမရဲ့မဟာရီတန်းနဲ့ပတ်သက်တဲ့လက်ဦးဆီယာတွေကတော့မှာရယ်ညီမတို့ဟိုပါပေါ့နိုင်ငံတော်ဆိုင်ဆရာကြီးမူဝင်ကဘဘဝိဆာမြတ်သူ့စီမှာညီမမဟာရီတန်းကိုသိနေတဲ့ခဲ့ရပေါ့လေ ဟိုနောက်ပိုင်းညီမဆရာအောင်ပြီးတော့ရင်ကျုံမှုတက္ကသိုလ်ဆက်တဲ့အခါမှာတော့ရင်ကျုံမှုတက္ကသိုလ်ကဆရာဆရာမကြီးပေါ့ဆရာမဒုံဝင်းကြီးဆရာမဒုံမမှုရှင်ဆရာမဒေါ်စင်ကြီးတို့ဆရာဦးမြင့်ညွန့်တို့ဆရာဦးနောင်မောင်တို့ပေါ့လေအဲ့ဒီဆရာကြီးဆရာညီမဆက်လက်ပြီးပြင်ပြခဲ့ပါတယ်မှာညီမကအကျောင်းကို1994မှာရင်ကျုံမှုတက္ကသိုလ်ဆက်လိုက်တယ်မှာရဆက်လိုက်တဲ့အချိန်မှာဟိုညီမက second batch ပေါ့ဆက်ပြီးတော့အဲ့ဒီကနေပြီးတော့မဟာကြီးက 平湖的，你听下有个小马一点哪里？那你妈婆爷在哪里成交了？哎，讲嘛小马点你过来嘛。哦，OK 吧。那老家成交了，他那里是是建平啊，那里妈罗点妈一家子兄弟嘛，你妈苏家那的建平啊，哪里嘛？OK 吧。那湖南市一年几个？他们也都是他们老家的，一年几钱？一年几万？点妈一家一个，讲话可以先交给你了，买。那我们在哪里先去过？讲这在现在在苏家一点做事多的。 ီးတဲ့ချိန်မှာညီမတို့စုပေါင်းပြီးပြည်ဝင်ပြောင်းတဲ့အခါမှာဒီမဟာဝိဒ်ဘာသာရပ်တည်လို့ညီမဝင်ပြောင်းခဲ့တယ်မှာဟုတ်ကဲ့ပါမှန်ပါတယ်ဒီချိန်မှာလည်းဒီလိုပဲဆရာဆရာလေးဒီမှာဟိုစောင်းဆရာကြီးဆရာဦးစောင်းဝင်းလို့နဲ့စောင်းနေပြီးတယ်ဆရာဦးလောင်မောင်လို့စောင်းနေပြီးတယ်ဆိုဒီဆရာကြီးကပဲအတိလေးတီးပြီးတယ်ညီမကိုဟိုအဆိုလဲပြင်ပင်ပေးတယ်ပေါ့ဟုတ်ကဲ့ပါညီမတို့ကဒီဆိုရတယ်ပေါ့နော်ဟုတ်ကဲ့ပါပြင်ပင်ပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲကိုကလည်းဆရာလေးဆရာကြီးပြင်ပင်တယ်လို့ကလေးတွေကိုလည်းပြင်ပြီးတော့ပို့ချနေရတဲ့အချိန်ပေါ်မှာရယ်ဟုတ်ကဲ့ပါညီမဟာဝိဒ်ကိုကိုလည်းဆက်လက်ပြီးတင်ယူတယ် ကလေးတွေကိုလည်းပြန်လဲပြီးတော့ lesson ပြန်ဝင်ရခဲ့တယ်ပေါ့ဒီမှာဒီနေ့အချိန်ထိပါပဲ CRDC ကနေပြီးတော့သင်နေရာတော့မှမဟာဗိဒ္ဓတွေရာလေဟုတ်ကဲ့ပါဟိုမှာဟိုမဟာဗိဒ္ဓဆိုတဲ့ဘာသာရေးကြီးကလည်းသိခွေလို့ကြည့်ဒီလိုမှနားထောင်ပြီးတော့မှဆိုလို့လေ့ကျင့်လို့ရတဲ့ဘာသာရေးမဟုတ်ဘူးမယ်ဟုတ်ကဲ့ပါ CRDC မှာစစ်ကြောနာနာတက်မှာတာဘယ်ဘာတွေကသင်ပြတဲ့ဘာသာရေးကလေးပါနော်ဟုတ်ကဲ့ပါဆရာမဒီကနေ့ဆိုရင်တေဂီတာအမျိုးအစားတွေကလည်းအများကြီးပေါ်နေပါပြီဟုတ်ကဲ့ပါ မဟာဂီတတချင်းကြီးတွေနဲ့ပတ်သက်ပြီးဒီကနေ့လူငယ်တွေအနေနဲ့အလန်းကွာဝေးနေကြတယ်ဆိုတဲ့အပေါ်ကိုဆရာမရဲ့အမြင်ကိုသိပြရစီရှင်ဟုတ်ကဲ့ဒီမလိုဒီမဟာဂီတအနေနဲ့တော့ဖြစ်သေးတယ်မလားဟုတ်ကဲ့ပါတယ်ဆိုတော့လေဒီကလာရေကြီးချောင်းလို့ဆိုရင်ဒီကလေးတွေကဒါကျင်းစီရပေါ့အဲသူတို့အများစုပေါ့နော်ဒါပေမဲ့အ ਨੇ စုကလေးလေးတွေကတော့သဘောကျကြပါတယ်ပေါ့ဟုတ်ကဲ့ပါညီမဆိုတော့ကလေးတွေနဲ့နည်းနည်းအလန်းဝေးနေခြင်းတွေလည်းဟိုဖြစ်သေးတာလို့ညီမထင်ပါတယ်ဟုတ်ကဲ့ပါအခုသူ့ရဲ့တေးသွား ရေးသားထားတဲ့စာသားအလုံးလုံးကနည်း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 ဖြည့်စစ်စစ်လေးတွေဖြစ်နေတယ်မှာ။စီရည်စီကြောင်းလဲဆိုလို့ရှိရင်တော့ဒီဖြစ်ဒီကြလေးတွေကသူတို့အတွက်ကအရင်လေးရင်းပြီးတယ်။သူတို့တွေမိမိကြွကြွတဲတဲကြွကြွလေးလေးဖြစ်စီရရှိတယ်။ဆိုတော့ဒီဘက်ကလည်းနည်းနည်းအားသာသွားတဲ့သဘောပေါ့။ဟိုမဟာကြီးကအပိုင်းလေးရလေ။အားယူသွားတဲ့အပိုင်းဖြစ်တယ်။အဲ့လိုညီမထင်ပါတယ်ဟုတ်ကဲ့ပါရှင်တေးတန်ရှင်တယောက်အနေနဲ့ဒီမဟာကိတတချင်းကြီးတွေကိုတိထားနားလဲထားတက်ကြွထားမယ်ဆိုလို့ရှင်ဘလို့အာသာမှုတွေရှိတယ်ဆိုတာကိုလည်း ြောပြပေးပါဦးညီမဒီမဟာဂီတတွေကိုတတ်ထားမှဆိုရင်မရမြမဂီတလောကမှာတော့အတီးပဲဖြစ်ဖြစ်အစိုးပဲဖြစ်ဖြစ်မဟာဂီတတခင်းတွေကိုတတ်ထားမှဆိုလို့ရှိရင်ကာလာဘောစီအပိုင်းကြီးဆက်ကြည့်မယ်မြမတခင်းပေါ့မြမလူဆိုရတဲ့တခင်းတွေပေါ့မရအဲ့ဒီပိုင်းကြီးဆက်ကြည့်မယ်ဆိုအများကြီးထောက်ကူပြပါတယ်မှာဘာလို့ဆိုတော့ဒီမဟာဂီတရဲ့အခြေခံသဘောတရားတွေကဒီကြရဲ့အခြေခံသဘောတရားအခြေခံချက်ချက်တွေအကုန်လုံးတော်တော်ပါနေပါတယ်မှန်ပါနေတယ်ဆိုတော့ဒီမဟာဂီတတွေကိုချက်ချက်နန်းနန်းလိလထားမယ်ဆိုလို့ရှိရင် ကိုတစ်ဖက်ကဒီဂီတတွေကိုဆက်ပြီးလေ့လာတာဟာအဲ့ကလေးတွေနည်းနည်းပို့ရွက်ကူသွားပါတယ်မှာဒါလို့မဟာဂီတလောက်ကိုမဆက်လဲမဆက်တော့ဘူးလေသူ့ရဲ့ဂီတအခြေခံသဘောတရားတွေကလည်းဟိုမဟာဂီတမှာပါပြီးနေတာဖြစ်တဲ့အတွက်ဒီဘက်ကစီအစီကြောင်းနဲ့ပါလာတဲ့မြမဂီတအချင်းအဖြစ်စ်ကလေးတွေကလည်းဒီလမ်းကြောင်းပေါ်နဲ့တိတ်ပြီးပြေးစီသွားတာမရှိပါဘူးမယ်အကြောင်မာရီယာလိလာထားတဲ့လူတယောက်အနေနဲ့ကတော့အကြီးပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်ဒီဘက်မြမစီကအနေနဲ့မြမလူဆိုးရတဲ့သူအားလုံးအတွက်ကတော့ ပို့ပြီးတော့အဆင်ပြေပါတယ်ကျမလည်းမှန်ဟုတ်ကဲ့ပါဒီကနေ့အစီအစဉ်ကမြန်မာတို့ရဲ့တေးအစမဟာဂီတဆိုတော့မဟာဂီတသချင်းကြီးတွေနဲ့ရင်းနှီးပြီးသားဖြစ်နေတော့ဒီနေ့အစီအစဉ်ကနေမဟာဂီတသချင်းတစ်ပုဒ်လောက်ကိုနည်းနည်းလောက်မိတ်ဆက်ပေးပါလားဆိုပြပြီးတော့နေဟုတ်ကဲ့မှန်ဟိုပါပေါ့မြန်မာမိတ်ဆက်ပေးခြင်းရဲ့သချင်းလေးကတော့လေညဝီနင်းကြီးအစရေးထားတဲ့ဒီနေ့အထိလေအားလုံးတုံးပြနေတဲ့သူမချနာသချင်းတိုင်းသချင်းလေးကိုပြောချင်ပါတယ်မှန်ဟုတ် 这个爱迪生牛奶手边金嘛的，好给好给嘛？把这条爱迪生牛奶手边金嘞，知道？爱迪生的啊，你妈说的生产五十年啥的嘛，粗粗切切，你那边还用这个柜台啦？是不嘞？好给嘛？你今天提来倒你的，他们买这个钱，我们还给点路数啊，我们提一下。好给嘛？哎，路放在心里的好，咱们提过来不容易的啦，我们提，路提也提一个百六百提的够嘛？好给嘛？就是说，爱迪生牛奶手边金嘛的，知道？嗯，好听。 要那些年，要。

မအဲ့ဒါကတော့လေဟိုအားလုံးလိုလိုပါပဲရှင်တချင်းစီတဲ့ဆရာတွေကိုအားကြတာပေါ့နော်ဟုတ်ကဲ့ဆိုတော့မမ်မီတော်ဤတန်းတို့ဒီနေ့ဒီမတော်ကဒါမဆရာချားဆရာတွေမှာပါတာပေါ့နော်ဟုတ်ကဲ့ဟုတ်တော့မမအီးတို့မမ်မီတော်တကယ်များတို့နော်နောက်ကိုလုံးကဆိုလို့ရှိရင်ဦးသိန်းကျေတို့ပတ်အုပ်ချုပ်ရင်းလို့နော်သာဘူးတော့တင်းတင်းဝင်းလို့အမတို့ရဲ့ဆရာကြီးတို့မှမရှိပါရဲ့မဟုတ်ကဲ့ပါရှင်တမျိုးစီပေါ့သူတမျိုးစီလေးတွေကိုလုံးကောင်းရတဲ့အတွက်ညီမက ကတော့အားလုံးကိုအားလဲအားကြတယ်သူတို့ရှင်ပညာတွေလည်းယူပါတယ်မှာဟုတ်ကဲ့ပါညီမလေးဂီတရည်စည်းကြောင်းမှာမြန်မာတို့ရဲ့မဟာဂီတတချင်းကြီးတွေထာဝရရှင်တန်စီးစင်းနေဖို့ထာဝရတည်တတ်နေဖို့အတွက်ဘလို့အချက်တွေကိုအလေးထားရမယ်ဆိုတာဆရာမရဲ့အမြင်ကိုပြောပြပေးပါလားရှင်အဲညီမအမြင်ပြောရမယ်ဆိုရင်မရအခုကကျမတို့ဟိုပါပေါ့စာတင်ကြောင်းတွေကလည်းစပြောရမှာပေါ့ဒါကမျိုးဆက်တစ်တည်းလက်သေးကိုရောက်မှသာလင်ညီမတို့ကဒါရေရှည်တည်တတ်ဆိုင်ရမှာလေဟုတ်ကဲ့ပါဒါညီမအမြင်ပေါ့နော် ဆိုအခုညီမတို့ကိုရဲဆယ်နန်းဒီမှာလဲပါနေတဲ့ကြပြားတွေဟာစနေပြောမဆိုတော့ပညာရှင်တွေလက်ဆင့်ကျမ်းခဲ့တဲ့ကြပြားတွေကိုညီမတို့အုပ်စုခွဲလိုက်တဲ့အခါမှာဝဆနာလင်္ကာရသောတာလင်္ကာရဆိုရှိတယ်လေဟုတ်ကဲ့ပါအဲ့ဒီကြပြားလေးတွေဟာဒီနေ့ကလေးတွေသင်တဲ့ကိုရန်းတို့ဆယ်နန်းတို့အဲ့ဒီပေါ့ခဲတယ်မှာပါနေတယ်မရညီမတို့ကတော့သင်ခဲ့ရတာပဲဆန်းတက်တရားခွဲတယ်နော်ဟုတ်ကဲ့ပါအဲ့လိုမျိုးညာကြီးပုံရအဲ့ဒါတွေဟာတကယ်ကြည့်တော့ဒီသူ့ရဲ့ melody လေးနဲ့ဆိုလို့ရတဲ့အချင်းတွေပေါ့နော် တကယ်တော့ခလေးလက်ထဲမှာအဲ့ဒါကြီးရှိနေတယ်မှာရှိနေဒါမှမဟုတ်ခလေးတဲ့ဒါအောင်မဟာကြီးကြလို့မရှိဘူးအခုနောက်ပိုင်းမှာကျတော့ဒီမတို့လက်သပါတာရက်နေနေမဟာကြီးကတင်းလေးတွေကိုနှိပ်လိုက်ပြတ်ထန်းထားတာရှိတယ်ကာလာပေါ်တင်းလေးပြတ်ထန်းထားတာရှိတယ်အဲ့ဒါလေးတွေလည်းခလေးတွေလက်ထဲကိုရှိရရရသေးသင့်တယ်ဒီမှာရှင်နေတယ်ကျောင်းမှာရှိတဲ့ဒုစရိုက်ကလေးတွေရနေဒီမှာတစ်ဆင့်ညီမတို့ကစီးဆင်းလာမှာဦးဆိုတော့ဒီကလေးတွေလည်းတဲဟုတ်ဒါလေးတွေကဒါဒါပါဆိုတာလေးရောက်အောင်ပေါ့နော်ဓာကနနလေးရောက်အောင် တည်တည်နေလို့လည်းရှင်ပါတယ်။နောက်မတို့ခုဟိုလိုင်းတွေအများကြီးရှိတယ်ကွာ SN line တွေအများကြီးရှိတယ်။ channel တွေအများကြီးရှိတယ်။အဲ့ဒီတွေကနေပြီးတော့လည်းမတို့ကမဟာဂီတလေးတွေကိုပေါ့နော်။ဂန္ဓာလေးတစ်ခုအနေနဲ့ဒါလေးတွေကိုဖွင့်ပေးနေမယ်။အဲ solution လည်းဒါလည်းပြည်သူစပြနိုင်တဲ့ဟာလေးတွေပေါ့။ဒါ solution လည်းမတို့ကတစ်ခက်တစ်လမ်းကအကူအညီရမယ်လို့ရှင်ပါတယ်ဒီမလေးရဲ့။ဟုတ်ကဲ့ပါ။ဟိုဘာလို့တော်တော်စိတ်ဝင်စားမှုကနည်းနေကြတာလေ။စိတ်ကြအလေးရောက်တာဖြစ်နေတာပြောလို့။ဟုတ်ကဲ့ပါရှင်။ဟိုအမကတော့ဆရာမတယောက်အနေနဲ့တွေးမိတာတော့ မတို့တက္ကသိုလ်ကဆန္ဒအောင်မှရောက်လာတယ်မတို့ကဒီမျိုးဆက်တစ်တည်းအဲ့ဒီအချိန်မှာလက်ချက်ကျမ်းတယ်ပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာကမ်းမဲ့စားဒီငယ်ပညာကျောင်းမာတဲ့ဒါလေးတွေကိုစီစီချာခခနနနဲ့အေးဝေချရင်ကောင်းမလားပေါ့ဘာတရေလေးတစ်ခုနေနေပေါ့နော်အမကတော့အဲ့လိုလေးရှင်းပြပါတယ်မှရင်ဟုတ်ကဲ့ပါမြန်မာတို့ရဲ့တေးဆမဟာဂီတအစီအစဉ်ကနေတောတာရှင်တွေကိုအမှတ်တရစကားလက်ဆောင်လေးပါပေးပါလားရှင်ဟုတ်ကဲ့ပါဒါဆိုတာညီမတို့ရဲ့ယဉ်ကျေးမှုအဝင်လေးပေါ့လေဒီမဟာဂီတဆိုတာကဟိုဒါလေးတွေကို ဟို music တစ်ကလေးတွေလည်းဆက်လက်ထိန်းသိမ်းကြည့်နေတယ်။မိဘတွေကလည်းဒါလေးကိုအားပေးပေးပါသာသမီတွေရဲ့လက်ထဲကိုရောက်အောင်ပြီးတော့မားတို့ဒီမြန်မာမှုစီပိုင်းစီနေတဲ့အမှုပညာရှင်လေးတွေလည်းမာတန်တခင်းသာသနာမကပဲနဲ့မဟာဝိဒတခင်းလေးတွေကိုလည်းလစ်ပြီးတော့ပြကြပါအောင်လို့မတိုက်ခြင်းတင်ပါတယ်ညီမရယ်။ဟုတ်ကဲ့ပါမြန်မာတို့ရဲ့တေးအစမဟာဂီတအစီအစဉ်မှာအခုလို ပါဝင်ဆွေးနွေးတင်ပြပေးခဲ့တဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနအမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက်ကသူရန်ကုန်ဂီတပညာဌာနကကတိကဒေါ်ခိုင်စင်ရွှေကိုမြမအတန်ကအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဒီကျောင်းလေးကိုရှင်းပြပေးရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါ။ရွှေပညာခကျူး